အားလုံးပဲမင်္ဂလာပါ eFootball Player AG ရဲ့ Facebook page YouTube နဲ့ Twitter account နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်လုံငယ်တဲ့အဲနေရ3ရက်လောက်တုန်းကတော့ကျွန်တော် Division 1ကိုရောက်ထားပြီအဲ့တော့ကျွန်တော်ရဲ့ BNG ကိုရေတောင်းဆိုထားကြတဲ့အချိန်မှာကျွန်တော် Division 1ရောက်ဆော့ခဲ့တယ်ကျွန်တော်ရဲ့ formation ကြောင့် individual instruction ဘိုင်းမှာဘယ်လိုမျိုးအသုံးပြုထားလဲဆိုတာရယ်ကျွန်တော်ဗင်နီးပြနဲ့ division 1ရောက်ခဲ့လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာ ြောပြပြီးတော့မှဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော် division 1မရောက်ခင်ကျွန်တော်လင်းအားပွဲလောက်တော့ရှိမယ်နဲ့တူတယ်ဗျအဲကျွန်တော် screen record ယူထားတဲ့ in-game ကစားပုံလေးတွေပေါ့ကျွန်တော်အဲ့ highlight video လေးတွေကိုလည်းဒီ video မှာပဲတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ like ပြီးတော့ကြည့်ရှုအပ်ပြီးကြပါအောင်ဗျာ ကျွန်တော် division 1ရောက်စောခဲ့တဲ့အဲကျွန်တော် formation mind လေးလေးအရင်ပြောပြပေးမယ်အဲ့တော့ကျွန်တော်ဒါ eFootball League ဒီတိုင်းအောင်မှ AI နဲ့တော့ထုံးစံအတိုင်းပဲအခုထိထိတော့ division 2ပဲရှိသေးတယ်ဒါပေမဲ့ division 2တော့1900မှာလောက်ထိတော့ရောက်နေပြီ AI ကတော့ပြီးရတဲ့အတိုင်းပဲတော်တော်လေးကိုဆော့ရတာ ပို့ပြီးတော့စားတယ်တည်ရ6ပွဲရှုံးပွဲ6ပွဲရှိတယ်9ပွဲ22ပွဲပေါ့အဲဒါပေမဲ့ဒီနားလေးမှာပဲခဏနားထားသေးတယ်ဖြည်းဖြည်းချင်းပဲဆော့တော့မယ်အဲ့တော့ ကျော် player versus player တဝိရှိမှာတော့ကျွန်တော်ဒီ season အာ70% win rate လေးတော့ရှိတယ်။ရှုံးပွဲကတော့ကျွန်တော်အားလုံး3ပွဲတေးရ9ပွဲအာနိုင်ပွဲက23ပွဲပေါ့ဗျာ။ပြီးတော့ဒီ season ကအာကျွန်တော်အရင် season နဲ့မတူတာလေးတခုရှိတယ်။အဲ့ဘာလဲဆိုတော့ကျွန်တော် division 3မှာတင်ကိုကျွန်တော်ရှုံးပွဲက2ပွဲအထိတော့ရှုံးထားပြီးနေပြီ။အဲ ်ဘယ်လိုပြောရမလဲဆိုတော့အခုချိန်မှာဆိုလို့ချင်း division ပြီးခဲ့တဲ့ season isco show time cap ပေးတဲ့အချိန်ကနေစပြီးတော့ player တော်တော်များများ division ကိုဆော့လာကြတာလေများတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့အရင်လတွေကထပ်ပေါ့အဲကျွန်တော်တို့ဒီ division 2ရောက်တဲ့အချိန်ဒီလောက်တွေကိုတစ်ခါလေကြာရင်ကျွန်တော်ရှုံးပွဲလဲအဲမရှိတဲ့အခောက်ကြီးကတော်တော်များတယ်ဒါပေမဲ့ဒီ season မှာတော့အဲ1400နားလောက်တွင်ကိုကျွန်တော်ရှုံးပွဲနှစ်ပွဲဖြစ်သွားပြီတကယ်က၃ပွဲလောက်အထိ အဲကျွန်တော်ရှိခဲ့တာလည်းဖြစ်တယ်။ Division 2မှာကျွန်တော်ရှုံးပွဲ2ပွဲလောက်ရင်ဆိုင်ပြီးသွားတဲ့အချိန်တွေတခုမှာကျွန်တော်ဒီ season တော့တော်တော်လေးအချိန်ကြီးမကောင်းတော့ဘူးလို့တော့ကျွန်တော်တွေးမိတယ်။အဲဒါပေမဲ့ကျွန်တော် Division 2ကနေပြီးတော့ကျွန်တော်1ရောက်တဲ့အထိတော့ကျွန်တော်နောက်ထပ်ရှုံးပွဲ2ပွဲပဲရှိခဲ့တယ်။အဲကျန်တာကတော့တရားက3ပွဲနေပြီးတော့အခု9ပွဲပေါ့။နိုင်ပွဲက23ပွဲနဲ့ကျွန်တော် win rate 70%နဲ့ division 1ကိုရောက်ခဲ့တာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်တို့အာဘယ် formation နဲ့ဘယ်နည်းပြောက်ကိုတုံးလဲဆိုရင်တော့ကျွန်တော် ပြီးခဲ့တဲ့စီစဉ်တုန်းက formation လည်းဖြစ်တယ်ကျွန်တော်တို့ဒါဟိုဘယ်လိုပြောရမလဲ default formation 433ကိုပဲအဲကျွန်တော် LWF RWF တွေကိုကျွန်တော် second striker နှစ်ယောက်ဖြစ်ပြောင်းပြီးတော့ကျွန်တော်ဆော့တယ်အဲအဲ့ဒီမှာမှာကျွန်တော်တခါတလေကြရင်ပေါ့ဘယ်လိုပြောရမလဲအရှုံရှုံနေတယ်ပေါ့ဗျာရှုံနာတို့တရေတို့တိုက်စစ်တိတ်ပြီးတော့မမြင်တော့တဲ့အနေအထားမျိုးကိုကျွန်တော်ရောက်ပြီဆိုရင်တော့အဲကျွန်တော်ဒီ hope player ပေါ့ CMF မှာကျွန်တော် hope player တယောက်ထားဆော်တယ် box to box နဲ့ anchor man ပေါ့အဲ့လိုမျိုးထားဆော်တယ်အဲ့တော့ကျွန်တော် hope player ကိုကျွန်တော် EMF ပြောင်းလိုက်တယ်အဲပြီးသွားရင်တော့ကျွန်တော်ဒီမှာ CR ဒီကောင်ကတော့ box to box ကိုတော့ကျွန်တော်အဲတိုက်စစ်ကိုလိုက်ပါပြီးတော့ဆော်ဖို့အတွက်ကျွန်တော်ကတော့ CMF ပဲထားတယ်လုံးဝ DMF ကိုတယောက်ပဲထားပြီးတော့တိုက်စစ်နည်းနည်းလေးမြင့်ပြီးတော့ဆော်တယ်ဘာမှကျွန်တော်တောင်းမနေပါဘူးတော့ထုတ်ပြီးတော့မဆော်ဘူးဒါမျိုးပဲ second strike ကနင်းအောင်နဲ့ EMF လေးတယောက်ထားတယ်အကေအဲကျွန်တော်ဆော်နေရဲ့ပုံစံအဆင်ပြေတယ် ဘာအချီနေဘာမှတိတ်အပြောင်းလဲမရှိဘူးနိုင်လဲနိုင်နေတယ်ဆိုရင်တော့ကျွန်တော်ကအဲဒါမျိုးပေါ့ Okay အဖို့33 formation ကိုပဲကျွန်တော်သုံးပြီးတော့ဆော့ပါတယ်အဲ့တော့နောက်ထပ် individual inspiration ဘိုင်းမှာဘယ်လိုမျိုးသုံးအော်နီးပြတော့ကျွန်တော်ဒီ season လဲ Roberto Martinez နေပဲအဲ division 1ကိုရောက်ခဲ့တာဖြစ်တယ်အဲ့တော့ individual inspiration ဘိုင်းမှာအဲကျွန်တော်တို့ဘယ်လိုသုံးလဲပေါ့ဗျာ โอเคအဲ့တော့ individual instruction မိုင်းမှာတော့အာကျွန်တော် counter attack ကိုပဲ player နှစ်ယောက်ကိုခေါ်ထားတယ်အဲ့ဒါတော့ second striker player နှစ်ယောက်ကိုပဲခေါ်ထားတယ်အာကျွန်တော်တော်တော်များများတော့ပွဲစဉ်ပွဲတိုင်းတော့အာလူကပ်ပြီးတော့မစော့ဘူးအာဘာဖြစ်လို့လဲဆိုတော့အဲတချို့တချို့ပွဲတွေမှာအစင်ပြေသွားတယ်လို့ဆိုပေမဲ့တချို့တချို့ပွဲတွေမှာတော့อืมလူကပ်ပြီးစော့တာတစ်ခါလေကျရင်လည်းမိုင်းလည်းမားသွားနိုင်တယ်ပေါ့အဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်ကတစ်ဖက်အသင်းက player လူကပ်ပြီးစော့တဲ့အလုပ်တော့မလုပ်ဘူး အဲကျွန်တော်ဒါမျိုးပေါ့ defense 1နဲ့2နေရာမှာ counter attack ခေါ်ရဲအဲဒီခါလေးကျရင်ကျွန်တော်ခုနပြောသလိုပဲပွဲစဉ်အနေထားရရှုံးနေရှုံးနေပြီဆိုရင် whole player CMF တယောက်ကိုကျွန်တော် offensive ထားပြီးတော့ကျွန်တော် EMF နေရာမှာရောက်သွားတယ်ပေါ့ဗျာ crack ကအဲဆိုရင်တော့ကျွန်တော် EMF ကိုအဲ offensive အနေနဲ့ခေါ်သွားတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော် individual instruction mind နဲ့ပတ်သက်ပြီးရောအဲဒါမျိုးလေးပဲတုံးထားတာဖြစ်တယ်ညီပြအနေနဲ့ကတော့ Roberto မာတီနက်စ်နေပဲရောက်တယ်အဲနောက်တန်းမှာတော့ကျွန်တော်တို့ဘီလက်ဒက်စရိုင်ယာ defensive fullback တွေကိုတောင်းပန်ထားတယ်တခါတလေကြာရင်လည်းကျွန်တော် CB player နှစ်ယောက်လုံးကိုအဲ destroyer ထားပြီးတော့ sort ရယ်ပေါ့ကျန်ကျန်တန်းတန်းဖျက်ထိုးရမယ့်အပိုင်းလေးတွေကြာအဲ့တော့ LB နဲ့ RB ရဲ့ defensive fullback ဖြစ်တဲ့အတွက်လိုရရင်လိုအပ်တယ်လို့မျိုးကျွန်တော်တို့အဲ CB player နှစ်ယောက်ကတက်ပြီးတော့ဟောလုံးဝ share ဖြတ်နေပြီဆိုရင်ပေါ့ဗျာတကယ်တမ်းကျွန်တော် destroyer နှစ်ယောက်က ထားလို့ရှိရင်အဆင်မပြေဘူးလားလို့ဆိုပြန်ရင်လည်းအဲပြေတော့ပြေတယ်ပေါ့ဗျာပွဲစဉ်ပွဲတိုင်းတော့လည်းမဟုတ်ဘူးအဲတချို့ချို့ပွဲတွေကျတော့လုံးဝကျန်းကျန်းတန်းတန်း heavy ဆော့မယ်ဆိုတော့ destroyer နှစ်ယောက်နဲ့ဒါမျိုး defensive fullback နှစ်ယောက်ကတော့ဒါမျိုးလိုအပ်ရင်လိုအပ်တယ်လို့ပါဒါမျိုးအတွင်းပိုင်းလေးတွေမှာဝင်ပြီးတော့ဖြည့်ပြီးဆော့ပြီးရဲအဲ့တော့ကျွန်တော်ကတော့ LBRB ဒီကိုတိုက်စစ်ကိုကျွန်တော်လိုက်ပါပြီးတော့မဆော့လဲမဆော့ပြဘူးဟိုဘယ်လိုပြောမလဲမဆော့မဆော့ပြဘူးပေါ့ဗျာအဲ့တော့ အဲကျွန်တော် Desrian နှစ်ယောက်ထိုင်ရအောင် defensive fullback LBRB နှစ်ယောက်ကတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ formation အပိုင်းလေးကတော့အာဒီရပဲဗျအဲ့တော့ကျွန်တော် in game မှာဆော့ခဲ့တဲ့ highlight video တချို့ကိုကျွန်တော်ဒီ video မှာဆက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ် Hello everybody and welcome to today's match There will be three minutes at a time Schmeichel! everybody and welcome to today's match. Hello everybody and welcome to today's match. three minutes at a time everybody, and welcome to today's match. 17, Cristiano Ronaldo. Number 15, Hello, ladies and gentlemen, and welcome to Stadio Giuseppe. Coming on the field is number seven, Azard. The attendance for this match was 80,953. ကျွန်တော်တို့အခုနောက်ပိုင်း division 1ကန်ရတဲ့အခုဒီ season နှစ်ခုပေါ့ဗျာ အဲကျွန်တော်ရှေ့စီဇန်ကဆိုလို့ရှိရင် isco ကျွန်တော်တို့ show time ကကို free ပေးတယ်အဲအခုဒီစီဇန်မှာဆိုလဲ Ubamian ကို show time free ပေးမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့အရင်စီဇန်နေစီဇန်နေမှာ division 1ကပ်မင်းဆိုရင်တော့အဲ pressure မများဘူးလားဆိုတော့များတော့များပါတယ်အဲဒါပေမဲ့အဲ division 1ရောက်ကံဖို့အတွက်ကပြောချင်တာကျွန်တော်တို့ဗျာအဲပွဲတွေဒီခါလေးကြားလဲအများကြီးဆိုးရတာရှိသလိုအမြဲတမ်းတော့အများကြီးတော့ဆိုးရလိမ့်မရှိဘူးနည်းနည်းပါးပါးလေးနဲ့ division 1ရောက်သွားတာလေးတွေရှိရဲ့ ဲ့တော့ကျွန်တော်ဒီ isco ပေးတဲ့ season ရဲ့အခုဒီ obamian ကိုပေးရဲ season ရဲ့မှာဆိုလို့ရှင်ဒါအရင်တော့ division ကိုမစော့တဲ့ player တော်တော်များများဆိုရင်လည်းအခုနောက်ပိုင်းမှာ division ကိုတော်တော်များများကန်လာအဲ့တော့ကျော်ပွဲစဉ်လေးတွေနည်းနည်းကြက်တယ်အရင်တော့ဆိုရင်ကျွန်တော်တညာလောက်မအိပ်ပဲနဲ့တော့ညညာလောက်မအိပ်ပဲနဲ့ဆော့လိုက်ရင်တော့ division 1ရောက်သွားတယ်အခုဒီ season ဒီမှာနည်းနည်းလေးပို့ပြီးတော့အအချိန်ပေးပြီးတော့ဆော့ရတယ် data race တွေ တော်တော်လေးကိုကြမ်းလာတယ် challenge တွေများတယ်ပေါ့ဗျာဆိုရတာလေးကတော့မစိုးပို့ပြီးတော့အရင်ထက် pressure တွေပို့ပြီးတော့များလာတာတော့တွေ့ရတယ်အဲ့တော့ဘယ်လိုပြောရမလဲကျွန်တော်တို့အတွက်အတွေ့အကြုံလေးတွေရတယ်ပေါ့ဗျာကျွန်တော်ဒီနေ့ division အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအဲကျွန်တော်တို့မနေ့က server maintenance အပြီးမှာအသစ်ပါဝင်လာတဲ့နီးပြ rank ရဲ့ပတ်သက်ပြီးတော့အဲဆော့ရတဲ့ခြေနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်မနေ့ကလည်းဝယ်ပြီးတော့ တော်တော်များပွဲစဉ်လေးတွေစမ်းကြည့်နေတယ်ကျွန်တော်ဒီနေ့လည်းတောက်လျှောက်စမ်းကြည့်လိုက်ပါအောင်မယ်ဗျာကျွန်တော်မနှက်ဖြန်ဒါမှမဟုတ်တပတ်ခါလောက်ကိုကျွန်တော် စောကြည့်ထားတဲ့ in-game video review တွေနဲ့တူတူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုပလီယာတွေစောင့်မျှကြည့်ရှုအားပေးကြပါဦးဗျာ